ဒီနေ့ကကဘာပေါ်မှာအီလွန်မတ်လိုလူတယောက်ရှိနေတာဟာတိတ်ပန်ဇလန်းဆန်ဆန်မှာပဲတက်စလာရဲ့စွမ်းအင်သက်ဆင်မှုတွေ SpaceX ရဲ့ဂျိုဘောသွားမဲ့အိမ်မဲတွေဒီရာတွေဟာစိတ်ကူးရင်ဆန်တယ်လို့ထင်ရပေမဲ့အီလွန်မတ်တယောက်ကတော့အဲ့ဒီမဖြစ်နိုင်တဲ့အရာတွေကို ဖြစ်အောင်လုပ်နေသူပါဒီနေ့ဗီဒီယိုမှာတော့အီလွန်မတ်ရဲ့အောင်မြင်မှုလုံးဝချက်၅ခုကို တစင်ချင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်အီလွန်မတ်ဟာကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာရုံသာမကအ ကဘာအပြောင်းလဲရှိဆုံးပုံကိုဖြစ်လာရတယ်လဲဆိုတော့ကိုအတူတူလေ့လာကြည့်ကြရအောင်ပါ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်သွားပြီးပို့တောင်းဆိုလိုက်ပါတယ်ခင်ဗျစာအုပ်တွေကပေးတဲ့မိမိကိုယ်တိုင်သင်ယူမှုဒီလိုမှတ်ကို1980ခုနှစ်တောင်အာဖရိကမှာဝေဖွားခဲ့တာဖြစ်ပါတယ်ငယ်စဉ်ကတည်းကသူဟာတိတ်ဆိတ်ပြီးတော့စာအုပ်တွေထဲမှာနေမျောတတ်သူပါအသက်10နှစ်ကနေ12နှစ်အရွယ်ထိစာအုပ်တွေ အထူးသဖြင့်သိပ္ပံပညာနဲ့နှီးပညာဆိုင်ရာစာအုပ်တွေကိုဆဲဆဲမြမြဖတ်ခဲ့ပါတယ်။သူဟာဒီနေ့ကိုစာဖတ်ချိန်10နာရီနီးပါးထိရှိခဲ့တယ်လို့ဆိုပါတယ်။ဒါတက္ကသိုလ်ပညာရေးထတောင်ပိုရေးကြီးတဲ့မိမိကိုယ်တိုင်သင်ယူမှုရဲ့အခြေခံအုတ်မြစ်ပါပဲ။သူရဲ့စိတ်ကူးနှိမ်စွမ်းတွေဟာဘလောက်ထိအစွမ်းထက်သလဲဆိုရင်အသက်12နှစ်အရွယ်မှာပဲသူဟာ programming ကိုလေ့လာသင်ယူပြီးတော့ blaster ဆိုတဲ့ဗီဒီယိုဂိမ်းလေးတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့ဒီဂိမ်းကိုလည်းတရင်စာတစ်စောင်ကနေဒေါ်လာ900နဲ့ရောင်းချနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကသူ့ရဲ့စိတ်ထဲဟာအစ်တစ်ခုဖန်တီးခြင်းရင်မအောင်မြင်ခြင်းကိုလည်းလက်ခံနိုင်ဖို့လိုတယ်ဆိုတော့ကိုခိုင်ခိုင်မာမာယုံကြည်ခဲ့တာပါ။အောင်မြင်သူတဲဟာသင်ခန်းစာထဲမှာတင်ရမနေပဲကိုယ့်ရဲ့စိတ်ကူးတွေကိုလက်တွေ့စမ်းသပ်တဲ့သူဖြစ်ရမယ်ဆိုတဲ့သင်ခန်းစာကိုဒီလိုမှဟာငယ်စဉ်ကလေးကရခဲ့တာဖြစ်ပါတယ်။ယင်းနည်းမြုပ်တန်သူတဲ့စတင်ဖန်တီးသူဖြစ်တာအသက်၁၈နှစ်အရွယ်မှာမိဘတွေနဲ့အတူအမေရိကကိုပြောင်းရွှေ့ပြီး တက္ကသိုလ်မှာရူပဗေဒနဲ့စီးပွားရေးပညာကိုလေ့လာခဲ့ပါတယ်။1995ခုနှစ်မှာအင်တာနက်စတင်ပေါ်ကစားမှာပဲသူဟာညီဖြစ်သူကမ်ဘယ်နဲ့အတူ Sit2 ဆိုတဲ့ web software company တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။သူတို့မှာလက်ကျန်ငွေတွေမရှိလောက်အောင်ပဲလက်တွေ့လုံရင်းနဲ့ကုမ္ပဏီရုံးထဲမှာအိတ်ဆက်ပြီးနေတိုင်းစာအုပ်ပေါင်းများစွာကိုဖတ်ကာအလုပ်ကို အသေးအတန်လုပ်ခဲ့ပါတယ်။သူတို့ရဲ့ဇွဲဟာမသေးလာပါဘူး။လေးနှစ်အကြာမှာစစ်တူးကိုနီးပညာကုမ္ပဏီကြီး ကမ်ဘတ်ကဒေါ်လာ308တန်းနဲ့ဝယ်ယူသွားခဲ့ပါတယ်စစ်တူအောင်မြင်ပြီးတဲ့နောက်မှာအီလွန်မတ်ဟာရရှိလာတဲ့အမြတ်စွမ်းတွေကိုသုံးမပြပဲနဲ့နောက်ထပ်စွမ်းဦးတည်ထင်မှုတစ်ခုဖြစ်တဲ့ H.com နောက်ပိုင်း PayPal ဖြစ်လာမဲ့ငွေပေးခြင်းမှုကုမ္ပဏီတစ်ခုကိုစတင်ခဲ့ပြန်ပါတယ်ဒီတစ်ခါလဲသူဟာဘလောက်စွန့်စားခဲ့တယ်လဲဆိုရင် 2002ခုနှစ်မှာ eBay က PayPal ကိုဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ယူခဲ့ပါတယ်။ဒီလိုမဲ့ရဲ့အောင်မြင်မှုလိုဝဲချက်ကိုသူကိုယ်တိုင်ပြောခဲ့ပါတယ်။ဒါကတော့ငွေရှာချင်တာမဟုတ်ပါဘူး။ကဘာကိုပြောင်းချင်တာပါ။ PayPal ကို eBay ကနေဒေါ်လာ1.5ဘီလီယံနဲ့ဝယ်ယူခဲ့တော့ကဒီလိုမဲ့ဟာအဲဒီကနေအမေရိကန်ဒေါ်လာသန်း100ကျော်ထိရရှိခဲ့တာဖြစ်ပါတယ်။ပုံမှန်လူတယောက်ဆိုရင်တော့ဒီပိတ်ဆံနေတဲ့သက်တောင့်သက်တာအနားယူအပန်းဖြေပြီးအေးအေးချမ်းချမ်းနေသွားနိုင်ပါတယ်။ ဒါပေမဲ့အီလွန်မက်ဟာပုံမှန်လူတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။သူရဲ့စိတ်ဓာတ်ကို သူကိုယ်တိုင်ရှင်းရှင်းလင်းလင်းထပ်ပြောခဲ့ပါတယ်။ကျွန်တော်ငွေရှာချင်တာမဟုတ်ပါဘူး။ကဘာကိုပြောင်းလဲတဲ့အရာတစ်ခုဖန်တီးချင်တာပါတဲ့။ဒီစကားကဘာကိုဆိုလိုတာလဲဆိုတော့အီလွန်မက်ဟာငွေကိုရီမန်းချစ်ခိုးဖြစ်မမြင်ပါဘူး။ငွေကိုသူရဲ့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကြီးမားတဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့လိုအပ်တဲ့စွမ်းအင်အဖြစ်သာသဘောထားတာဖြစ်ပါတယ်။ အောင်မြင်မှုနောက်ကကြီးမားသောစိန်ခေါ်မှုပေပေါ်ရောင်းချပြီးရတဲ့ငွေတွေကိုဗန်ထဲမှာထားမဲ့စားဤလမတ်ဟာသူရဲ့ငယ်ဘဝအိမ်မဲ့ဖြစ်တဲ့လူသားတွေကိုဂျိုးပေါ်ပို့ချင်တဲ့ရည်မှန်းချင်တဲ့ Space 8ကို2002ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ဒါဟာလုံးဝစွန့်စားခံပါပဲ။သူတို့ရဲ့ပထမဆုံးတုံးပြန်၃ခုလုံးဟာစက်သက်ပြည့်လွတ်မှုလှုပ်စင်မှာပဲပောက်ကွဲခဲ့ပြီးတော့ရှုံးတဲ့မူကြီး၃ခုကိုစက်တက်ရင်ဆိုင်ခဲ့ရပါတယ်။ငွေကြီးတွေဟာလည်းတောင်လိုပုံနေတဲ့တုံးပြန်အပစ္စည်းတွေလိုပဲ။ ကုံဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အီလွန်မက်ဟာစတုထအကြိမ်ပြည့်လွတ်မှုဖက်ကန်ဝန်းကိုမရက်တံပဲဆက်လုပ်ခဲ့ပါတယ်။ဒီဒီကြိမ်မှာတော့အောင်မြင်ခဲ့ပြီး NASA ရဲ့စာချုပ်ကိုရရှိသွားခဲ့ပါတယ်။ဒီနေ့ SpaceX ဟာကမ္ဘာပေါ်မှာပထမဆုံးပြန်လည်အသုံးပြုနိုင်တဲ့ဒုံးပျံ Reusable Rocket ကိုပထမဆုံးဖန်တီးနိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ နောက်ထပ်ကြီးမားဆုံးစိန်ခေါ်မှုကတော့ Tesla Motor ယခု Tesla ပါပဲ2004ခုနှစ်မှာယင်းနှမြုံတန်သူဖြစ်ဝင်ရောက်လာပြီးတော့ CEO ဖြစ်လာခဲ့ပါတယ်ပထမဆုံးက Roadster ကိုထုတ်လုပ်ရမှာထုတ်လုပ်မှုစရိတ်မြင့်တက်မှုဝေကြီးအချက်တဲတွေကြောင့်ဝေဖန်သူတွေက Tesla ဟာမကြခင်ပြိုလဲတော့မယ်လို့တန်တရားရှိခဲ့ကြပါတယ် ။ဒါပေမဲ့ Elon Musk ရဲ့စီကံရှိမှုပြတ်သားမှုနဲ့ထုတ်ကုန်တံပိုးတိဆောက်မှုတွေကြောင့် Tesla ဟာယနေ့ကမ္ဘာကြီးဆုံးလျှက်စစ်ကားကုမ္ပဏီဖြစ်လာရုံသာမကကမ္ဘာကြီးရဲ့စွမ်းအင်တန့်စင်မှုလမ်းကြောင်းကိုပါလုံးဝပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာသူ့ရဲ့စကူကထင်ရှားပါတယ်။ငွေရှိတယ်ဆိုတဲ့ငွေကို မစုဆောင်ပဲအဲ့ဒီငွေနဲ့လူသားမျိုးတွေကိုအချိုးပြုတ်မဲ့အရာတွေကိုဖန်တီးချင်တဲ့ယူသွက်မှုပါပဲ။သူ့အတွက်ငွေဟာလောင်စာဆီဖြစ်ပြီးတော့ သူရဲ့ဥဒိယဟာကဘာကြီးကိုပိုကောင်းမွန်တဲ့အနာဂတ်စီကိုပို့ဆောင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုစိတ်ဓာတ်ကြောင့်ပဲသူဟာတာမန်တထေးတူအဖြစ်ကနေကဘာအပြောင်းလဲကိုဖန်တီးပေးသူတစ်ချိန်ကြာအဖြစ်ရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ဘေပေါ်မှာရရှိလာတဲ့အမျက်စွန်းတွေဟာအီလမတ်အတွက်တော့ကဘာကိုပြောင်းလဲဖို့အခွင့်အရေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။သူဟာအဲ့ဒီငွေတွေကိုတက်တောင်းသက်သာနေထိုင်ဖို့အတွက်မတုံးခဲ့ပဲနဲ့အကြီးမားဆုံးအန်ရီအများဆုံးစံစားခန်းတစ်ခုတည်းကိုအကုန်လီပါပြန်လည်မြုပ်နှံခဲ့တာပါ။ ဒီစစခန်းတွေဟာအီလမတ်ကိုဘီလီယံနာတထွေတူအဖြစ်ကနေလူသားမျိုးနွယ်ရဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့ fictionary တူအဖြစ်ပါ ပြောင်းလဲသွားစေခဲ့တာဖြစ်ပါတယ်။မဖြစ်နေတာကိုဖြစ်အောင်လုပ်ခြင်း။အီလမတ်ရဲ့အောင်မြင်မှုလှုပ်ဝဲချက်တဲ့မှာလူသားတို့ရဲ့စွမ်းဆောင်ရည်ကိုကျော်လွန်တဲ့အလုံးလုံးနိုင်စွမ်းတွေပါဝင်နေပါတယ်။သူဟာအလုတ်ခွင်မှာစောင့်ကြည့်နေသူသာမဟုတ်ဘဲကိုယ်တိုင်ပါဝင်လုပ်ကိုင်တတ်သူဖြစ်ပါတယ်။ ဒါလာမှာရဲနှင်းငယ်တာကောင်းကောင်းအိပ်စစ်ပြီးတော့ခြံထဲချိန်တွေဟာအလုတ်ထဲမှာပဲနှမျောနေတာပါလူတို့ချို့ကသူ့ကိုယူသွက်ပြီးစိတ်ကူးရင်တဲ့သူလို့ခေါ်ကြပေမဲ့သူကတော့တကယ်အရေးကြီးတဲ့အရာဆိုရင်မဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေမှာတော့လုံးတဲ့နေဆိုပြီးပြန်လည်ဖြည့်ရှင်းခဲ့ပါတယ်ဒီစကားကကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာပါပဲစိန်ခေါ်မှုတွေကိုကြောက်မနေပဲကိုယ့်ရဲ့ရည်မှန်းချက်ဟာကမ္ဘာအတွက်အရေးကြီးတဲ့ဆိုရင်နောက်ပြန်လဲဖို့မလိုဘူးဆိုတဲ့စိတ်ဓာတ်ကိုသူကပိန်ဆိုင်ထားတာဖြစ်ပါတယ် အနာဂတ်တွေ့ဉာဏ်ပညာပါတဲ့စိတ်ကူးများအီလမတ်ဟာလက်ရှိအချိန်ကိုသာကြည့်ပြီးအောင်မြင်နေတာမဟုတ်ပါဘူး။သူဟာအမြဲတမ်းနှိပ်ပေါင်းများစွာရှေ့ကိုမျှော်ကြည့်နေသူပါ။သူရဲ့စိတ်ကူးတွေထဲမှာဉာဏ်ပညာတန်ဖိုးအပြည့်အဝပါဝင်နေပါတယ်။သူနောက်ကနေလောက်ကင်ရတဲ့အရာတိုင်းဟာကမ္ဘာနဲ့လူသားမျိုးတွေရဲ့အနာဂတ်တွေဆိုတဲ့ရည်ရွယ်ချက်ကိုအခြေခံထားတာဖြစ်ပါတယ်။ဒါကြောင့်သူဟာခေတ်သစ်ရဲ့ဆန်ဦးတည်ထင်သူ အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်သူဖြစ်ကျွန်တော်တို့သမိုင်းမှာကြံရင့်နေမှာဖြစ်ပါတယ်ပြိဿကြီးရဲ့အိလွန်မက်ရဲ့ဘဝခရီးကကျွန်တော်တို့ကိုသင်ခန်းစာကြီးတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့မဖြစ်နိုင်တာကိုဖြစ်အောင်ဖန်တီးဖို့ဆိုတာမကြောက်မရွံ့စံစားရတဲ့စိတ်ဓာတ်နဲ့အနာဂတ်ကိုကြိုမြင်နေတဲ့ဉာဏ်အမျိုးမြင်တို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေပေါ်ပုံမခိုင်မာတဲ့စိတ်ဓာတ်ရရှိသွားမယ်လို့ယုံကြည်ပါတယ် ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘဝအောင်မြင်မှုဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ Coffee Dot Channel လေးကို Subscribe လုပ်သွားဖို့တောင်းဆိုရင်းဤကုန်းချုပ်ပြရစေခင်ဗျအားလုံးကျေးဇူးတင်ပါတယ်